ချူပီလောလုတ်ပေးပါတဲ့ကဲအားလုံးမင်္ဂလာပါကျွန်တော်တို့ CYC ပါကျွန်တော်လောမလုတ်တာလဲကြာပြီပေါ့နော်ဆိုတော့မလုတ်လက်စားနဲ့မလုတ်တော့ရင်ကောင်းမလားအဲ့တော့ GOP အကြောင်းလေးပြောလိုက်ရအောင် GOP ရဲ့နာမည်ရင်းကတော့ Akasha လို့ခေါ်ပါတယ်ဒါပေမဲ့ဒီ video တစ်လျှောက်လုံးမှာတော့ကျွန်တော်အနေနဲ့ GOP လို့ပဲသုံးနှုန်းရပါမယ် ူအပြူကြည့်ရမယ်ဆိုလို့ရှိရင်သူ့ရဲ့ပုံစံအတွင်ပြင်ကိုကြည့်ရတဲ့ demon ဆိုတာသိတာပါပဲနောက်ပြီးဝတ်ထားတဲ့ပုံစံကိုကြည့်မယ်ဆိုရင်ဘလို့ဘလို့ထင်တယ်ကျွန်တော်ထင်တဲ့အတိုင်းဘလို့လဲတွေးနေတယ်မလား all right ဆိုတော့အရှိရကျွန်တော်တို့တွေးခဲ့တဲ့အရာနှစ်ခုပေါင်းကြည့်အောင် female demon plus sexual equal to succubus လို့ခေါ်ပါတယ်ကျွန်တော်မပြောရသေးဘဲနဲ့ succubus ဆိုတာပါလဲသိနေတဲ့လူတွေ i know what kind of man you are အခုပြောမယ်ဒီ Succubus Demon အကြောင်းကို မသိတဲ့လူတွေတောင်မှ movie တွေ story တွေဘာညာဘာညာတွေကနေတော့သိဘူးမှာပါဆိုတော့ Succubus Demon အကြောင်းအရင်ရှင်းအောင်ဟိုးလောင်းလောင်းကိုကပုံမြင်နေတယ်ကျွန်တော် Jewish mythology ကနေပြီးတော့ဆင်းသက်လာတယ်လို့ဆိုရပြဒီမကောင်းဆိုးအမတွေဟာယောက်ျားလေးတွေအဲ့ချိန်မှာပေါ်လာတက်ပြီးတော့သူတို့နဲ့လိန်ဆက်ဆံအောင်မြှုပ်ဆွဲတက်ပါတယ် သူနဲ့ဆက်ဆံပြီးသွားတဲ့ယောက်ျားလေးတစ်ယောက်ဟာအရန်ကိုဆွဲမှတ်သွားတတ်တယ်လို့မျိုးပဲအဲ့လိုဖြစ်ပြီးဆိုတာနဲ့အသက်တိုလာတယ်စိတ်ချုပ်ချားမှုတွေဖြစ်လာတယ်လို့ဆိုတယ်ဗျပြီးတော့ဒီဒီမန်အမတွေဟာ သူတို့အသက်ရှင်ဖို့အစွမ်းနေရှိဖို့လူယောက်ျားလေးရဲ့စီမံတုပ်ရည်ကိုလိုအပ်တယ်လို့ဆိုပါတယ်အဲ့လို့ဆိုရင် succubus ဆိုတာပါလဲသိလောက်ပါပြီသူ့လိုပဲ incubus ဆိုတဲ့ဒီမန်အထီးတွေလည်းရှိပါသေးတယ်အဲဒီအကြောင်းတော့မပြောတော့ဘူးနော်ကိုင်းတော့ဘင်ဟာ succubus demon လို့ပြောလို့ရပါတယ် ဂျူဘီဘာကြောင့်အခုလိုအစွမ်းနေရှိလာတာလဲသူ့ရဲ့ background ဘာလဲဆိုတာပြောအောင်သူလူပြည်မှာဘလို့ကျင်လည်ခဲ့လဲနဲ့မရဲပြည်မှာဘလို့ကျင်လည်ခဲ့လဲအဲ့လိုနှစ်ခုခွဲပြီးပြောလိုက်မယ်ဗျာကွင်းတော်ပိန်းဆိုတဲ့နာမည်ကလည်းသူလူပြည်မှာရခဲ့တာဖြစ်ပါတယ်ငရဲပြည်မှာအဲ့နာမည်ရတာမဟုတ်ပါဆိုတော့သူလူပြည်ကိုရောက်လာတာကတော့အထံဘရင်တယောက်ကြောင့်ရောက်လာတာဖြစ်ပါတယ်အဆိုပါဘရင်က L ဆိုတဲ့ဘာသာရေးအလေးနက်ထားတဲ့တိုင်းပြည်တစ်ခုရဲ့ဘရင်ဖြစ်တယ်ဗျာ ဒါပေမဲ့အဲ့လိုတိုင်းပြည်ရဲ့ခေါင်းဆောင်တဦးဖြစ်နေသည့်တိုင်အောင်အဆိုပါဘုရင်ကကာမရမတ်အရန်ကြီးပါတယ်။တာမန်မဟုတ်ဘဲနဲ့သူကအဲ့လိုနှိမ့်ဆက်ခံရတာတွေကိုပို့ပြီးတော့သဘောကျတဲ့အတွက်ကြောင့်သူ့ရဲ့လက်အောက်မှာဒီမန်အကြောင်းကျွမ်းကျင်ရှိတဲ့လူတွေကိုတိတ်တိတ်လေးခေါ်ထားပြီးတော့ဆောင်းကျန်းနဲ့ဆက်ကူဘတ်ကိုဆင့်ခေါ်ခိုင်းစေတယ်ဗျ။အဲ့လိုဆက်ကူဘတ်ကိုဆင့်ခေါ်ပြီးသူ့အခန်းထဲပို့နိုင်တဲ့လူကလွတ်လပ်ခွင့်နဲ့လိုချင်တာဖြည့်ဆည်းပေးမယ်ဆိုတဲ့ကတိနဲ့ခေါ်စေတာဖြစ်ပါတယ်။ ကဲနောက်တော့သူတောင်းတဲ့စုပြည့်ပြီးနောက်ဆုံးဂျူပြီးလူလောကကိုရောက်လာပါတော့တယ်။ဆရာသမားကသူ့ရမတ်တစ်ခုထဲနဲ့ဒီဒီမန်ကိုခေါ်ခဲ့ပေမဲ့နောက်ဘာတွေဖြစ်လာမလဲဆိုတာသူသိပုံမပေါ်ပါဘူး။ဘလောက်တောင်ဆိုးလဲဆိုရင်ဂျူအိုဘီနှိမ့်ဆက်တာလေးကိုအရန်သဘောကျလို့သူ့ရဲ့ဘရင်တာဝန်တွေပါပြက်ကွက်လာပါတယ် အစကတော့ဂျူအဘီအချောင်းကိုလှည့်ဝတ်ထားပေမဲ့ကြာလာတော့သူ့ရဲ့တာဝန်ပြက်ကွက်မှုတွေများလာတဲ့အခါမူးမတ်တရားလည်းမကြည့်တော့သလိုမျိုးတိုင်းပြည်မှာလည်းတောင်းကျမ်းမှုတွေဖြစ်လာပြီးနောက်တော့တပုံနေရသူ့အိယာတွေကနေဆွဲထုတ်ပြီးတာဝါကို invocation ဆိုတဲ့နေရာကနေပြီးတော့ပြစ်ချလိုက်ပါတယ်သူလည်းအဲ့နေရာမှာပွဲချင်းပြီးဆုံးသွားတယ်ပေါ့နော်ဆိုတော့သူကဘရင်တယောက်အနေနဲ့အဆိုးဆုံးတည်ခြင်းကိုတည်ခဲ့ရတာပါဒါပေမဲ့လည်းသူတည်သွားပြီးတော့အဲ့ထပ်ပူဆိုးတာက သူ စင့်ခေါ်ခဲ့တဲ့ succubus demon အမက တလောကလုံးကိုတောင်းချမ်းလို့ရသွားပါတယ်ပြောချင်တာကတော့သူ့ကိုဆင့်ခေါ်တဲ့လူတေွားပြီဆိုတော့အဲ့ဒီမှာလွတ်သွားတယ်ဗောဗျာအဲ့အချိန်မှာ Queen of Pain ဆိုတဲ့နာမည်ရခဲ့တာဗောဗျာပြီးတော့အဲ့ဘရင်တေပြီးတော့အဲ့တိုင်းပြည်လဲတန်းပြတ်တော့တာပါပဲဒါကတော့လူပြည်မှာဂျူအိုပီဘလောက်တောင်းချမ်းခဲ့လဲဆိုတာပါပဲအဲ့လိုလူပြည်မှာနာမည်တစ်လုံးနဲ့ဖြစ်နေပေမဲ့ဂျူအိုပီကတော့စိတ်ထဲအခဲမကြေတာတခုတော့ရှိနေသေးတယ်ဗျာ ဘာလို့လဲဆိုတော့လူလောကမှာသာသူ့ကိုလူအများအကြောက်ပဲမယ်ငရဲမှာကတော့သူ့ကိုအလောက်အရေးမသွင်းသလိုအာနာရှိရနေရာတခုကိုလည်းဂျူဘီကပိုင်ဆိုင်ထားတာမရှိပါဘူးပြောရမယ်ဆိုလို့ရှိရင်ငရဲမှာကောင်းတော့ရစ်တယ်လို့ခေါ်တဲ့ငရဲကောင်စီလိုဟာမျိုးရှိပါတယ်အဲ့ဒါကကျွန်တော် SF law မှာတပိုင်းတစပြောခဲ့တယ်ဗျဆိုပါကောင်စီမှာသူ့ကိုဘက်ခေါ်ရဲ့ never move ခေါ် SF နဲ့ under law လို့၃ယောက်ကအာနာကိုချုပ်ကင်ထားတာဖြစ်ပါတယ်ပြီးတော့တနေ့တစ်နေ့သူတို့ကပို့ပြီးတော့အာနာကြီးလာတယ်ဗောနော် အဲ့ဒါကို GOP ကလည်းမနာလိုဘူးပေါ့ဟုတ်ပါရဲ့ GOP မှာအကူရှိပါတယ်သူ့ကိုနှိမ်နေအစင်တန်းအာဏာမရှိတဲ့ဒီမန်တယောက်လို့ဆက်ဆံနေပေါ့ဗျာဒီလိုပြိုင်ဆိုင်မှုတွေနဲ့ GOP ကလည်းအဲ့ကောင်စီမှာအာဏာရဖို့စကြံတော့တာပါပဲနောက်တော့အကြံရပြီသူ့အနေနဲ့ Weeping Rose ဆိုတဲ့မှောင်ကိုမျိုးကိုထွက်လာခဲ့ရဲ့ဗျ Weeping Rose ဆိုတဲ့မျိုးအကြောင်းကိုကျွန်တော်လုတ်ခဲ့တဲ့ Dark Well လို့လောနဲ့ Anti-Mage နဲ့ Silencer အဖွဲ့အကြောင်းမှာပို့ပြီးတော့တည်နေပါတယ်စိတ်ဝင်စားရင်တော့သွားကြည့်လိုက်ပါဗျာ ဆက်ရမယ်ဆိုလို့ရှိရင် GOP ကဒီမျိုးကိုလာတာမျိုးကပါဝါအာဏာရှိတဲ့လူတွေနဲ့တွေ့ဖို့လာလည်းမဟုတ်ဘူးမျိုးတဲ့ကအစွမ်းရှိတဲ့အရာကိုလာခိုးတာလည်းမဟုတ်ပါဘူး तू ကလာရှာတာဒီမန်တယောက်ကိုလာရှာတာဗျ तू လာရှာတဲ့လူကတော့နဲနဲနဲခံထားရတဲ့ note ဆိုတဲ့ဒီမန်မင်းသားတယောက်ကိုလာရှာတာဖြစ်ပါတယ်ဘာလို့ तू လာရှာလဲဆိုတော့အရင်ကအဆိုပါ note ဆိုတဲ့ဒီမန်က count of restate တဲကတယောက်ဖြစ်လို့ပါပဲဆိုတော့အရင်က SF ရဲ့ ဂျူဘီရဲ့အကိုအန်ဒါလော့ရဲ့နဲ့ဒီနိုခ်ဆိုတဲ့လူ၄ယောက်ကကောင်းနော့ရစ်စတယ်မှာပါဝါရှိရဲ့ဒီမန်၄ယောက်ပေါ့ဗျာအဲဘဲကအရင်အာနာရှိရဲ့ဒီမန်ကလန်နေဆင်းသက်လာတာဖြစ်ပေမဲ့နင်းနင်းခံရပြီးအခုတော့ဝီပင်ရိုးစ်မြို့မှာဗနာဆာဆိုတဲ့မော်ဆရာမလှည့်စားခြင်းကိုခံရပြီးတော့ဘော်ဒီကက်လုံနေတာဖြစ်ပါတယ်ငရဲဒီမန်တွေကတော့နိုခ်ကိုကြီးစရာလို့ပဲသတ်မှတ်ထားခြင်းဂျူဘီကတော့အခွင့်အရေးကိုမြင်လို့အပြေးသွားတွေ့တာပါ တွေ့တွေ့ချင်း GOP ကကောင်းအောင် risk တယ်မှာသူမရှိတော့ဟို SF လို့၃ယောက်ကပါဝါအာဏာပြည့်ယူထားပြီးတော့အရင်ကတကိုးကြီးခဲ့တဲ့သူကလန်နဲ့သူ့ရဲ့မိသားစုက SF တို့ပြောသမျှကောင်းချင်းဒူးထောင်နေရတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ No ကနင်ငါ့ကိုဘာလို့ဆွေးချင်တာလဲ။ငါနဲ့အဲ့နေရာလဲမသက်ဆိုင်တော့ဘူး။ငါအခုဒီမော့ဆီယာမနဲ့ contract ရှိနေတာမျိုးဘာမှလုပ်မရကြအောင်ပြောတယ်ဗျ။အဲ့အချိန် GOP စိတ်ထဲမှာတော့ပြုံးလိုက်ပါတယ်။ပြီးတော့အရှင်မင်းသားမလုံနိုင်ရင်အရှင်ဆွမ်းအားကိုကျွန်မကိုလွှဲပေးပါ။ အရှင်ရန်သူတွေကိုကျမရန်သူအဖြစ်ရှင်းလင်းပေးမှာပါလို့ကန့်လန့်လိုက်တော့ note လည်းနည်းနည်းတွေးစရာတော့ဖြစ်သွားတယ်ဗျအဓိကကတော့အခုသူဒီမော်ဆီယာမနဲ့ contract စာချုပ်ပြီးသွားတဲ့အခါငရဲကိုပြန်လာဖို့ဒါကအကောင်းဆုံးပါပဲဆိုတော့အဲ့လိုမျိုးတွေးလိုက်တဲ့အတွက်ကြောင့်နောက်ဆုံးတော့သူ့ရဲ့စွမ်းကို GOB ထံလွှဲပြောင်းပေးလိုက်ပါတော့တယ်အခုချိန်အစလို့ GOB ကလက်အောက်ခံမရှိတဲ့အာနာမရှိတဲ့ဒီမန်တယောက်မဟုတ်တော့ပါဘူး note ရဲ့ clan အာနာနေမြေနဲ့လက်အောက်ခံအကုန်လုံးကိုထိန်းချုပ်ခွင့်ရခဲ့ပါပြီ ဲ့လိုနဲ့ Weeping Rose မျိုးကနေ online သူတယောက်အနေနဲ့ထွက်လာပြီးတော့ SF2 တတိုက်ကိုတမားဖို့စိတ်ထဲမှာအကြံဉာဏ်စာချနေပါတော့တယ်အခုချိန်အစပြီးတော့သူကလူပြည်နေမကငရဲပြည်မှာပါကြောက်ရမဲ့ဘယင်မတယောက်ဖြစ်လာပါတော့မယ်ဆိုတော့ဒီတဲက Note ဆိုတဲ့မင်းသားရယ် Backcross ဆိုတဲ့ JoB ရဲ့အကိုပြီးတော့မော်ဆီယာမဗနာစာတဲက Hero တကောင်အနေနဲ့ Dota မှာမြင်ရမယ်ဆိုလို့ရှိရင်ဘလို့ဘသူ့ကိုရွေးမလဲကျတော့ comment မှာရွေးပေးသွားပါအောင်အဲ့တော့ JoB နဲ့ဆိုင်တဲ့ voice line လေးတွေနားထောင်ကြည့်အောင် done already? Oh, Anti Mage, I'll make you break your vows. Silencer? I'd prefer a screamer. Oh my god! You came to a battle wearing that? I would that you had joined me as my queen. Back to hell, succubus. This kingdom needs no queen. ဟုတ်ပါပြီ GOB အကြောင်းလေးကတော့ဒီလောက်ပါပဲသဘောကျမယ်လို့လည်းထင်ပါတယ်နောက်မှပြန်တွေ့ကြတော့ပါ guys